တဆိုတာအစကတော့ကိုအတွက်လို့လို့နဲ့နောက်ဆုံးကြရင်ငုံတာအမားတွေရအောင်မှာဝနေမှုတွေနဲ့တယောက်သေးပဲကြည်ကြည်နဲ့နဲ့ကြီးဆုံချိုးရတာပါဘဝနဲ့ပေမှာအတ္တကိုနေရပေးမိရင် ကိုချင်းစတရားကအဝေးဆုံးကိုထွက်ခွာသွားတတ်တယ်အတ္တဆိုတာကိုချင်းစတရားရဲ့အစိမ့်ပဲစိမ့်မှန်တဲ့ကိုချင်းစတရားမှာအတ္တမရှိဘူးအတ္တတွေရှိနေရင်လည်းစိမ့်မှန်တဲ့ ကိုချင်းစတရားမဖြစ်နိုင်ဘူးအဲ့ဒါဟာအတုပဲဘယ်သူအပေါ်မဆိုငါအတွက်ဆိုတဲ့အတစိမ့်နဲ့မတွေ့တာပါနဲ့ဘယ်အရာပေါ်မဆိုအတကိုတွေ့တာမြင်ကိုရဲ့လွတ်လပ်ပေါ်ပါမှုတွေအီရှမ်းမှုတွေစိမ့်မှန်တဲ့အမှန်တရားတွေတဖြည်းဖြည်းနဲ့ဆုံးချုံးလာတတ်တဲ့တစ်ချိန်လုံးအဲ့ဒီစိတ်ကဒုက္ခပေးနေတတ်တဲ့နေရတာဘဝကအတိအကျဆန်သွားတယ် ်အတကြီးလေးလေးစိတ်ဆင်းရဲလေးလေးအတနဲလေးလေးစိတ်ချမ်းသာလေးလေးအတကိုမတွေ့တာရှင်ဖြစ်ခုချင်းစာတရားများများမွေးမြူနိုင်ကြပါစေအတကေဝေအေးချမ်းကြပါစေ